Hello guys everybody အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်အခုရောက်ရှိနေတာကတော့ Locker Page ရဲ့မေးလို့ရမိကန္နာစီစဉ်လေးပဲဖြစ်ပါတယ်ခုချမ်းစာပြီးတော့ပရိသတ်များမေးထားတဲ့မေးခွန်းများကိုကျွန်တော်ကနေပြီးတော့ဖြေကြားသွားမှာဖြစ်ပါတယ်ကဲကျွန်တော်ရဲ့အစီအစဉ်လေးကိုစတင်လိုက်ကြအောင် Let's go SKY နဲ့ Sky မိထားတာကတော့ကိုရဲလေးတချင်းတစ်လေးအုံကျွန်းလေးတွေဘယ်တော့နားဆင်ရမလဲတဲ့ကောင်းပါတယ်အဲကျွန်တော်ရဲ့တချင်းတစ်လေးတွေကိုဒီ2018ဘောနော်2018ထဲမှာ နားဆင်ရတော့မှာဖြစ်ပါတယ်။အုံကျွန်းလေးရောအုံကျွန်းများပါတယ်။အုံကျွန်းတော်များများပါတယ်။ချို့ချင်းလေးကြတော့ဒီ reference ပုံစံမျိုး cover ပုံစံမျိုးနဲ့ယူထားတဲ့ music လေးတွေပါတဲ့အတွက်အဲ့ဒါမျိုးကြတော့ကျွန်တော်အုံကျွန်းလို့ကျွန်တော်ခေါင်းစဉ်မတက်ချင်ပါဘူး။ချို့ကလေးတော့လုံးဝအုံစစ်စစ်လေးတော်တော်များများပါပါတယ်ခင်ဗျ။အဲ့ဒါတွေကိုတော့အခုလာမယ့်ပွင့်လင်းရာသီပေါ့။ Morning ကုန်တဲ့ချိန်ကျရင်တော့ကျွန်တော်ရဲ့ album အစ်စ်ထဲမှာ နားစင်ပါမဲ့တခြင်းတွေကိုနားစင်ရတော့မှဖြစ်ပါတယ်။အစိုးတော့မဖြစ်ခင်တဲ့ပထမဦးဆုံးတခြင်းစဆိုတဲ့အတွေ့အကြုံလေးနဲ့ခန်းစားချက်လေးကိုသိကြပါလေပြရတယ်။ဥဥမျိုးကြီးအစိုးတော့မဖြစ်ခင်ကတော့ဘယ်လိုပြောမလဲ။ပြိုင်ပွဲတွေဝင်ခဲ့ရတယ်ကျွန်တော်အာဘယ်လိုပြောမလဲအခုခစ်စားနေတဲ့အိမ်မက်ဆုံရမြန်မာရီတော့ Melody World လို့ပေါ့ပြိုင်ပွဲတွေဝင်ခဲ့ရတယ်ဒိုင်းနေရဲ့အချိန်မှာတချင်းတွေဆိုခဲ့ရတယ်ဒါပေမဲ့ဒီခစ်လောက်ကျွန်တော်တို့မှာ chance မများခဲ့ပါဘူးဘာဖြစ်လဲဆိုတော့ facility လည်းအလောက်ကြီးမရခဲ့ဘူးကျွန်တော်တို့တော့တော်တော်လေးကိုပြန်မှန်းတယ်တော်တော်လေးလည်း အားငယ်ခဲ့ရတယ်ပေါ့အဲ့လိုပြိုင်ပွဲတွေအများကြီးဝင်ပြိုင်ခဲ့ရတယ်တခါမှလည်းကျွန်တော်စုမရခဲ့ပါဘူးအင်းအဲ့လိုယုံကြည်ချက်ရှိစွာနဲ့ပဲဆက်စ조사ပြီးတော့ကျွန်တော်စ조사လာခဲ့တယ်ပေါ့ဗျာဆရာသမားတွေနဲ့လည်းတွေ့တယ်အဆွတ်သွဲခေါင်းတွေလည်းရတယ်တငယ်ချင်းအစ်စ်တွေရတယ်အဲ့လိုချိန်ကနေပြီးတော့ဟိုနေညတွေ조사ပြီးတော့နေညတွေမှားပြီးတော့အိမ်မှာဆိုလည်းတခါလည်းကြာရင်အဲတပတ်မှတရက်နှစ်ရက်လောက်ပဲပြန်ရတဲ့အခြေအနေတွေနဲ့အများကြီးစူးစမ်းခဲ့ရတယ်။အဲ့ဒါတော့အဆိုတော်မဖြစ်ခင်စူးစမ်းတဲ့ကာလတွေပေါ့ ပုံစံလေးပေါ့နော်အဲ့ဒါတွေကိုပြောပြမယ်ဆိုရင်တော့ဇလန်တပုတ်စာရှိပါတယ်ကျွန်တော်ရဲ့ biography ဇလန်ဟိုဘယ်လိုပြောတကယ် true event ကိုရိုက်ဖို့လည်းအစီအစဉ်ရှိပါတယ်ဂျုံကားကြီးပေါ့ရုပ်ရှင်ကားကြီးနေနဲ့အခုကျွန်တော်တို့ဇညောင်းနေစပြီးတော့ရေးနေပါပြီအတွေ့အကြုံလေးပြောပါဆိုရင်တော့အားငယ်တယ်ဗျဆိုတော့မဖြစ်ခင်ကတော့ကိုကတကယ်နာမည်ကြီးတွေကြားမှာသွားဆိုရတဲ့အချိန်မှာကိုကိုအားပေးပါမလားကိုကိုပြည်သက်တွေကောင်းကောင်းဆက်ဆံပါမလားဆိုတော့အဲ့ feeling လေးတော့အနေချင်းတော့ရှိရပါဒါပေမဲ့လည်းကိုဘုရားဘုရားရှိခိုးတယ်ကောင်းမှုကုသိုလ်မြတ်မြတ်လုပ်တယ်ဒီပါကိုလှုပ်ကြွေးတဲ့ဒီပြောက်ဖြစ်တဲ့အတွက် ကျွန်တော်ခံကောင်းခဲ့ပါတယ်။ရွှေဝင်းနဲ့ရွှေဝင်းဆိုတော့ main clay ပေါ့နော်။ Queen Elizabeth လောက်ရှိလဲတဲ့။ကျွန်တော်ဟုတ်ကဲ့အခု2018 January 11မှာကျွန်တော်အသက်34 34ကြည့်သွားပါပြီခင်ဗျာ။ဘိုဘိုနိုင်နဲ့ကိုရဲလေးရဖြတ်တန်းခဲ့ရတဲ့အကြောင်းဘိုးအကြောင်းလေးပြည်ကျင်လို့ပါပေါ့။ဒီလိုဘယ်လိုပြောမလဲ။စူးစမ်းခဲ့ရတာပဲပေါ့။ဖြတ်တန်းခဲ့တဲ့အကြောင်းလေးရရုပ်ရှင်ကားကားစာမကပါဘူး။ကျွန်တော်ပြောချင်တာကတော့အတူချုံပြောရမယ်ဆိုရင်တော့စူးစမ်းခဲ့ရတာပေါ့။အဓိကကတော့ကျွန်တော်မျက်နှာလေးကိုပြုံးပြုံးလေးပဲ နေထားလေးနဲ့နေတယ်ဒီလောကမှာအာအလုံးဆိုပြောမလဲခွဲခြားဆက်ဆံတဲ့ပုံစံမျိုးတွေနဲ့မလုပ်ခဲ့ဘူးနှိမ်တဲ့ပုံစံမျိုးတွေနဲ့မလုပ်ခဲ့ဘူးအလုံး family family တိုင်းနဲ့ပဲသွားခဲ့တယ်အဲ့လိုပုံစံနဲ့ပဲဒီနေ့ချီကိုကျွန်တော်ကြက်တီနေခဲ့ပါတယ်နောက်တစ်ယောက်က Matinza မျိုး Matinza မျိုးကကိုရဲလေးစုဘူးသူများတချင်းတွေတည်းကမှဘယ်တချင်းကိုကြိုက်ဆုံးလဲတဲ့ကြိုက်လုံးလို့တော့အကုန်လုံးကိုစုခဲ့ပါတယ်အဲ့တော့ပြိသက်ကောကျွန်တော်ထပ်တူကြမယ်တချင်းတွေတည်းကမှပြိသက် ဲတပုတ်ဘယ်ဟာအကြိုက်ဆုံးလဲလို့မေးလာခဲ့ရင်တော့ကျွန်တော်ရိုးမြေကြဆိုတခြင်းကိုရမ်းကြိုက်ပါတယ်အရင်ခေတ်တော့ဆိုရင်တော့ရိုးမြေကြကိုကြိုက်တယ်အခုနောက်ပိုင်းကျွန်တော်ပြန်လုပ်တဲ့အချိန်အစပြီးမေးခဲ့မယ်ဆိုရင်တော့ကျွန်တော်ဟိုရင်ကလို့ဆိုတဲ့ခြင်းတွေကိုကျွန်တော်ရမ်းကြိုက်ပါတယ်ဒါဆိုတော့အားလုံး voting ကောက်လိုက်တဲ့အချိန်မှာဒီခြင်းကအကြိုက်ဆုံးတူတာများလို့လေအဲ့ဒါဒီခြင်းကိုပဲဟိုအရင်တော့ရိုးမြေကြအခုနောက်ပိုင်းမှာဟိုရင်ကလို့အဲအဲ့လိုတော့ကျွန်တော်ပြောလို့ရပါတယ်အရင်တော့ဆိုရင်တော့ရိုးမြေကြအခုတော့ ခွေင်ကလို့ပေါ့နော်အဲ့လိုခွဲပြီးတော့ပြောလိုက်တာပိုကောင်းပါတယ်တော်တစ်ခုလုံးတော့တက်လုံးမှာအကြိုက်ဆုံးလို့အဲ့လိုပြောလို့တော့မရအောင်မိုးတစ်ချင်းနဲ့ကျွန်တော်ကြိုက်တာပဲဒါမဲ့လည်းမိုးရုံးနေကြဖို့ကြိုက်တယ်ဘာလို့ဆိုမိုးကကြတော့ကျွန်တော်ပို့ပါလေးဆိုရတာအဲ့တော့ဟိုတိတ်ရင်းနေရနာကြီးရဲ့ခံစားချက်တိတ်မရှိဘူးရုံးနေကြတော့ဘာကြောက်ကြက်လဲဆိုတော့ရုံးနေကြကျွန်တော်ရဲ့ true event ဖြစ်လို့ပါအဲကျွန်တော်ဆိုကျွန်တော် ရန်ဖြစ်တာတွေသူဘဲရှုပ်တဲ့ကိစ္စတွေလည်းအဲ့လိုကျွန်တော်ဆော်ရှုပ်တဲ့ကိစ္စတွေလည်းရှုပ်လို့ပေါ့သူရှုပ်ကိုရှုပ်အဲ့လိုရှုပ်ပြီးတော့တရားနည်းပြဿနာဖြစ်နေကြတဲ့အချိန်မှာရေးထားတယ်ဆိုတော့အဲ့ကောင်တွေပို့ပြီးတော့ခန်းစားလို့ပါလာမင်းလေးလာမင်းလေးတဲ့ချစ်ကိုဘဲချိန်မှာတွေ့ရှိခဲ့လေတဲ့ချစ်သူဘယ်နှယောက်ထားဘူးလဲကျွန်တော်ပေါ့မှာပထမအောင်ဆုံးကျွန်တော်ကိုကိုရဲလေးရေသမီးကိုဟိုအော်တိုလေးထိုးပေးပါဆိုပထမအောင်ဆုံးလာပြီးတော့စာအုပ်လေးနဲ့လာပြီးထိုးခိုင်းတဲ့ကောင်ပါလေဟာကျွန်တော်ရဲ့ပထမအောင်ဆုံးဖြစ်ပါလေ ီရတင်းနေတော်လင်းကချက်ပေါ်ရှိပိုးထားခဲ့ဘူးပါတယ်အများကြီးပေါ့ဆယ်ရောက်တော့ကြော်တာပေါ့ချစ်ကိုကိုတဲ့ကိုရဲလေးအနေနဲ့တေးနဲ့တေးဆိုဘသူ့ကိုပို့တဘောကြပါလဲကျွန်တော်တေးဆိုတဘောကြပါတယ်မေဂျူလိုင်းလင့်နဲ့နောက်ထပ်မင်္ဂလာဆောင်မှလားတဲ့ဘယ်လိုပြောရမလဲအမေကမှားထားတယ်ဟိုစကားကိုကောင်းမပြောနဲ့ထမင်းကိုကောင်းစားဆိုတော့ပြောလို့မရသေးဘူးခင်ဗျကျွန်တော်ပြောပြီးမှ စကားအိပ်ပတ်တင်ပြီးတော့မှတကယ်ချစ်တဲ့ကောင်မလေးနဲ့တွေ့တွေ့တော့မှတကယ်မင်္ဂလာဆောင်ထပ်ဆောင်မယ်ဆိုရင်ဟိုမင်္ဂလာမဆောင်တော့ဘူးလို့ပြောခဲ့တယ်လေးတဲ့လောကကဏ္ဍမှာတော့အာခတိမတည်ဘူးလို့ပြောခံမှာဆိုတော့အဲ့ဒီစကားကြီးကိုကြတော့ဟိုပြောလို့မရသေးဘူးကွနော်အခုလောလောဆယ်တော့ကျွန်တော်ရဲ့အရင်မထဲကိုလှုပ်ခတ်နိုင်စွမ်းရှိတဲ့လူကတော့မပေါ်သေးဘူးခင်ဗျ။ Okay โอเคနောက်တစ်ယောက်မိသားလာတော့ပန်းပွင့်နဲ့စိတ်ပြီးစည်းမှုတွေများပြီးမိုးကြက်လာတဲ့အခါဘယ်လိုပြုမှုတတ်တယ်လဲတဲ့စိတ်ပြီးစည်းမှုတွေများရင်မိုးကြက်လာတဲ့အခါအဲ့မိုးကြက်နေတဲ့စိတ်ကိုစိတ်နဲ့ပဲပြန်ပြီးတော့ဖြေပါတယ်အာသူများနေလို့ဂိမ်းကစားတယ်အာရုပ်ရှင်ကြည့်တယ်ဘာကျွန်တော်မလုပ်ဖြစ်ပါဘူးအဲ့စိတ်ညစ်နေတဲ့ဥစ္စာတခုကိုစိတ်နဲ့ပဲဖြေပြီးတော့အားတွေပြန်မွေးပါတယ်စိတ်ညစ်တဲ့ဥစ္စာတွေကအားသစ်တွေပြန်ဖြစ်အောင်ပြန်မွေးပါတယ်အဲ့ကျွန်တော်ရဲ့အချက်ပါပဲခင်ဗျာဟုတ်ကဲ့စိတ်ကိုစိတ်နဲ့ပြန်ဖြေတာပါ ခင်ရတနာစုထပ်ပြီးတော့မေးထားပါတယ်။တငယ်ချင်းနဲ့ချစ်သူကိုဘယ်သူဦးစားပေးမလဲတဲ့။ဟုတ်။တငယ်ချင်းနဲ့ချစ်သူဘယ်သူဦးစားပေးမလဲဆိုတော့ချစ်သူမှမရှိသေးရ။ချစ်သူကဆင်မပြေနောက်တစ်ယောက်ရှာလို့ရတယ်။တငယ်ချင်းကတော့တငယ်ချင်းနဲ့ရှာလို့ရတာပဲ။ဒါပေမဲ့တငယ်ချင်းကတော့တကယ်ကိုကောင်းတဲ့တငယ်ချင်းကိုဘွားရဲ့တန်ဖိုးမပြတ်နိုင်တဲ့ငယ်တငယ်ချင်းဆိုတော့တငယ်ချင်းကိုမယူပါနဲ့။ Ansel Bella တဲ့အကြိုက်ဆုံးဟာသဗီဒီယိုတစ်ယောက်ဆောင်။နိုင်ငံသားမှာဆိုရင်တော့ Jin Courage တော့ရမ်းကြိုက်ပါတယ်။မာဘီထဲမှာကတော့ကိုလင်မိုးကိုရမ်းကြိုက်ပါတယ်။ ကယ်ပဲသေးနေတငယ်ရွာအရှင်ဇကားမှာအရှင်ရုပ်ရှင်ကမဟာဘယ်လိုမှတ်တရတွေရှိခဲ့လဲသိနေမှာဩအဲ့ကားလေးကတော့ comedian movie လေးပေါ့နော်ဩ comic movie လေးဩတော်တော်ဟာသပုံစံလေးလုပ်ထားတာအမှတ်တရကတော့ထွေထူးမရှိပါဘူးဟိုအားလုံးကလည်းစင်ဒီချုံးမွေးခဲ့တယ်ပြီးတော့ကျွန်တော်တို့ night scene မပါဘဲနဲ့ day တွေပဲရိုက်ခဲ့ပြီးတော့အမြင်ပြီးွားတဲ့ကားလေးပါအဲ့ဒီအမှတ်တရတော့ထွေထူးမရှိပါဘူးတကယ်ကြီးနေပြောရတယ်ပါတယ်အကောင်းဆုံး team work ကောင်းကောင်းနဲ့ရိုက်ကြတယ်အဲ့ဒါလေးပါပဲနေသူရတဲ့ ကိုမမားပါဘူးချင်းလေးဆိုပြပါလားဗျာတဲ့ဆိုပြပါမယ်မင်းနာနာနေပေးပါကိုဘွားရဲ့နေများမှာမင်းနဲ့ရောက်ပဲလို့တဲ့ကိုမမားပါဘူးဘယ်လိုမှလည်းမမားနိုင်ကျွန်တော်တော့ပဲရပါတော့တချင်းကဟောင်းနေပြီဆိုတော့လေမြက်နိုးလေးတဲ့ကိုရဲရဲ့မိုးသချင်းတွေကိုအရန်ကြိုက်တယ်တဲ့မိုးရွာထဲမှာအချင်းနဲ့ပတ်သက်ပြီးခန်းစားချက်များရှိခဲ့ဘူးလားမသိတဲ့ထွေးထူးတော့မရှိပါဘူးမိုးရွာထဲမှာဘောလုံးကန်မှုတယ်မိုးရွာထဲမှာကောင်မလေးတယောက်နှစ်ယောက်လောက်နဲ့အတူတူ အာထိဆောင်ပြီးတော့ပြန်မှုတယ်ငါကျွန်တော်အရင်တော့ငွေချင်းနေနေပေါ့နော်အာကျွန်တော်ကြိုက်နေကောင်မလေးနဲ့အဲ့လိုသွားမှုတယ်ပြီးတော့ဘိုးရဲမှာကောင်မလေးတယောက်ကိုကြိုက်တယ်နင်းကငါကြိုက်တယ်လို့ပြောတာကိုကိုဖတ်မလုပ်ပဲနဲ့အဲ့ကောင်မလေးကထွက်ပြေးသွားတယ်အဲ့တော့ကျွန်တော်စိတ်ညစ်ညစ်နဲ့မိုးရဲမှာအာပြန်မှုပါတယ်ကျူရှင်မတက်ပဲနဲ့အဲ့ဒီလောက်ပါပဲချမ်းချမ်းနဲ့မိထားတာတွဲလေးဒဏ်ရာတွေအတမတက်လို့ကျက်သွားပြီလားတဲ့အလွမ်းဆွေးချင်းဆိုတာမကြမ်းမိတော့လို့ပါတဲ့ကိုရဲလေးခုရုပ်ရှင်မြိုက်တော့ဘူးလားတဲ့ အလွမ်းဆွေးအချင်းတွေရှိပါတယ်လာပါလိမ့်မယ်ဘယ်တော့မှကုံမှာမဟုတ်ပါဘူးကျွန်တော်ဘဝမှာကျွန်တော်အများတန်းခံစားမှုတွေအလွမ်းတွေအဆွေးတွေအများတန်းပေးနေတဲ့လူတစ်ယောက်ရှိပါတယ်ထပ်လည်းပေးနေဦးမှာပဲနောက်အများတန်းအဲ့ဒီလူတစ်ယောက်ကအများတန်းထာဝရကိုပေးနေဦးမှာပဲဒါမဲ့အားကြောင့်အလွမ်းချင်းတွေကတော့အများတန်းထွက်နေပါအောင်မယ်အခုလာမယ့် album တစ်တည်းမှာအဲ့ဒီအချင်းလေးတွေအဟိုရင်ကားလိုလိုဒီကွဲတဲ့အချင်းလေးထပ်ပါပါအောင်မယ်စိတ်ချပါကျိုးနေတာအဲ့ကိုရဲလေးအချစ်ဆုံးလူတစ်ယောက်မိသားစုမဟုတ်တဲ့သူသူ့ကိုဘာလို့ချစ်လဲတဲ့ ူသားစုမဟုတ်တယ်ကနောက်တစ်ယောက်ဆိုတော့စိုးလို့ဖြစ်တာစိုးလို့သူစိုးတဲ့ဟိုနေရာချစ်ဖို့ကောင်းတယ်သူကျွန်တော်ပေါ်နိုင်ခြင်းနဲ့သူစိုးနေသူရွက်တိုက်တယ်သူစိတ်ကောက်တဲ့ပုံစံတွေချစ်ဖို့ကောင်းတယ်အဲ့ဒီအောင်ဒီနေ့တီကိုဘယ်တော့မှမမြင်နိုင်ပါဘူးကျော်စုံမင်းရလေးဗီယက်နော်ရဲ့တန်နေတဲ့ကကျွန်တော်ရဲ့ရလေးဗီယက်စီတဲ့တယောက်တစ်ယောက်ပဲပေးထားပါတယ် ခီးတစ်ခုထွက်မယ်ဆိုရင်ဘယ်နိုင်ငံကိုအရင်ဆုံးသွားမြင်ပါလဲဒီအခု2018ထဲမှာကျွန်တော်ဂျပန်ကိုကျွန်တော်အရင်သွားမြင်နေပါတယ်အခုလို့ဒီတော့ကရဲ့မေးလို့အမေကန်နာအစီအစဉ်လေးမှာမိန်းကုံးလေးတွေကိုအချိန်ပေးပြီးတော့တကူးတကမေးပေးကြတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်လို့ပရိသတ်များအားလုံးပြောပြချင်ပါတယ်လောကလည်းဒီထက်ပိုပြီးတော့အောင်မြင်ပါစေနောက်လောကနဲ့တွဲပြီးတော့လည်းတခြားကန်နာတွေမှာလည်းပရိသတ်တွေနဲ့ဆုံးနေပါတယ်ခင်ဗျဒီနေ့ဘာလို့ကျွန်တော်ပြောတဲ့နေရာမှာလူလူအပ်သွားတာလေးတွေ ဟိုအဆင်မပြေမှုလေးတွေမပြည့်စုံတာလေးရှင်းတယ်ကျွန်တော်နားနားလည်ပေးကြပါလို့ကျွန်တော်အချိန်ယူပြီးတော့ပြည့်သက်တွေကိုစေတမ်းထားပြီးလာပြပေးတာပါအဲ့ပြအားလုံးနားလည်ပေးနိုင်မယ်ထင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဘလူးပစ်ချာရင်းနေနဲ့ဘလူးအာတစ်စီကျွန်တော်ရဲ့ဖွေပြမှာပါမလဲဆိုတော့အားလုံးဆောင်မြည်ကြည့်ရှုနေကြပါလို့ပြောချင်ပါတယ် Thank you ပါကျေးဇူးအများကြီးတင်ပါတယ် Bye bye